ဝေတုံးဆွဲမှုကိုကန့်သက်မဲ့ဥပဒေသစ်ကြောင့်ပရီးမီးယားလိဂ်ကလပ်တွေအခက်ကြုံခွေရှိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဝေတုံးဆွဲမှုတွေနဲ့ပတ်သက်ပြီးတော့ကန့်သက်တဲ့သဘောဖြစ်လာမဲ့ဥပဒေတရက်အသက်ဝင်ဖွယ်ရှိလာတာကြောင့်မလို့ပရီးမီးယားလိဂ်ကလပ်တွေအခက်ကြုံခွေရှိနေပါပြီ။လာမယ့်လထဲမှာပရီးမီးယားလိဂ်ကလပ်တွေရဲ့ငွေကြေးတုံးဆွဲမှုတွေနဲ့ပတ်သက်တဲ့ဥပဒေတွေကိုပရီးမီးယားလိဂ်ကလပ်ကအများသဘောနဲ့အတည်ပြုဖို့စီစဉ်ထားပြီးအဆိုပြုထားတဲ့အချက်တွေထဲမှာကစားသမားခေါ်ယူတာအေဂျင့်တွေကိုဝန်ဆောင်ခပေးတာကစားသမားတွေကိုလစာပေးတာတွေကိုကန့်သက်ရာရောက်မဲ့အချက်တွေပါဝင်နေတာပါ။ top to bottom and ခါလို့ညွှန်းခေါ်ဆိုနေကြတဲ့အချက်တွေရကစားသမားတွေကိုလစာပေးတဲ့နေရာမှာကလပ်တိုင်းဟာအ ਨੇ ဆုံးလစာရရှိသူရဲ့၅စားနဲ့ညီများတဲ့ပမာဏကိုပဲအများဆုံးရရှိသူကိုပေးရမှာဖြစ်ပါတယ်ဒီကန်တက်ချက်ကိုဒါအတည်ပြုလိုက်မယ်ဆိုရင်ပရီးမီးယားလိအနေနဲ့ကစားသမားကောင်းတွေခေါ်ဖို့ခက်သွားမှာဖြစ်တယ်လို့အသင်းမှာရှိတဲ့လူငယ်ကစားသမားတွေကိုအသင်းကြီးမှာနေရာပေးဖို့နဲ့အဓိကကစားသမားတွေကိုဆက်ထိန်းဖို့ခက်သွားမဲ့အခြေအနေတွေကိုရင်ဆိုင်ရတော့မှာပါ ပရီးမီးယားလိထိပ်တန်းကလပ်တွေကဒီအချက်တွေကိုကန့်ကွက်ကြမှာဖြစ်ပေမဲ့အသင်း20လုံးရဲ့သဘောထားအရဆန္ဒမဲများတဲ့အတိုင်းဆုံးဖြတ်မှာဖြစ်လို့ Brighton, Bournemouth, Everton, Brentford, Fulham လိုငွေကြေးသုံးဆဲမှုအကန့်အသတ်နဲ့အောင်မြအောင်ဖန်တီးထားနိုင်တဲ့အသင်းတွေရဲ့သဘောထားကဒီအချက်တွေအသက်ဝင်လာမဝင်လာဆိုတဲ့အပေါ်ကိုအကျိုးသက်ရောက်မှုရှိလာတော့မှာဖြစ်ပါလေခင်ဗျာ။